Happy birthday ပါအမေစုအမေစုနေကောင်းကျန်းမာပါစေအမေစုအမြန်ဆုံးလွတ်မြောက်ပါစေအမေစုအတွက်မွေးနေ့ဆုတောင်းဗီဒီယိုလေးကိုစတင်လို့ရကြတဲ့အနေပြီးလို့မှပဲတင်လိုက်ပါတယ်အဲတုန်းကတော့ဆယ်စကန်းလောက်ပဲပြောခဲ့ပါတယ်ဒီနေ့ကတော့အမေစုမွေးနေ့အမှတ်တရအနေနဲ့ဗီဒီယိုလေးကိုလွှတ်လိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်တိတဆအရွယ်ကလေးကအမေစုကနေအိမ်အခြေကျိုးခံနေရပါတယ်အဲ1989ကနေ1995ဆိုလို့ရှိရင်ကျွန်တော်သူငယ်တန်းကနေ6တန်းလောက်ထိပဲရှိအောင်မယ် နောက်တစ်ခါကကျတော့2005နဲ့2010ဆိုလို့ရှိရင်ကျွန်တော်10တန်းပြီးကစားဖြစ်မယ်နောက်တစ်ခါ2003ကနေ2010ဆိုလို့ရှိရင်ကျွန်တော်တက္ကသိုလ်တီလိုမှာဂျပန်လာနေတဲ့အချိန်ပါပါ။ဒါကြောင့်မလို့ကျွန်တော်ကအမေစုကိုမြန်မာပြည်မှာလုံးဝမတွေ့ခဲ့ဘူးပါဘူး။2010အမေစုလွန်မြောက်တဲ့အချိန်မှာလည်းကျွန်တော်ကဂျပန်မှာရောက်နေပါတယ်။2013အမေစုဂျပန်လာတဲ့အခါမှာတော့ကျွန်တော်သွားတွေ့ခဲ့ပါတယ်။ကျွန်တော်အဲ့တုန်းကရှီဇိုကာမှာနေခဲ့တာရှီဇိုကာနေပြီးတော့မှပဲတိုကျိုကိုလာတွေ့ခဲ့တာပါ။ ကိုလေးစားရတဲ့ပုံကိုကိုအပြင်မှာတွေ့ဖို့ဆိုတာကဘလို့မှမလွယ်ပါဘူးဒါကြောင့်မို့လို့အရှိဆုံးအကားနဲ့သူ့ကြိုကိုလာခဲ့လိုက်တာပါ2016အမေစုဂျပန်လာတော့ငါလည်းပဲအဲသွားတွေ့ခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဘဝမှာအမေစုတွေ့ဘူးတာဆိုလို့ရှိရင်ဒီနှစ်ခါပဲရှိပါတယ်။2019အမေစုဂျပန်လာတော့ငါသွားတွေ့ခဲ့ပေမဲ့လည်းတွေ့ခင်မရခဲ့ပါဘူး။ခွင့်ရရလို့ရှိရင် ပြန်ပြီးတော့တွေ့ချင်ပါသေးတယ်။အမေစုအချုပ်နောင်ခံနေရဆိုလို့ရှိရင်တော့နှစ်20လောက်ရှိနေပါပြီ ကျွန်တော်တို့တာမန်လူတွေဘာမှမလုပ်ဘဲမှမသွားပဲနဲ့အိမ်ထဲမှာပဲနေမယ်ဆိုလို့ရှိရင်တော့မဘလို့မှမနေနိုင်ပါဘူးအဲအလွန်ဆုံးတပတ်ပေါ့နော်တပတ်လောက်ပဲနေနိုင်မယ်နောက်လချီနှစ်ချီဆိုလို့ဘလို့မှဖြစ်နိုင်ပါဘူးစိတ်ပိုင်းဆိုင်ရာရောအဲတော်တော်ကြီးကိုစိတ်သက်ခိုင်မာမှလာဖြစ်နိုင်မှာပါအဲဒါကြောင့်မို့လို့အမေစုကိုအမြန်ဆုံးလုံမြောက်စေချင်ပါတယ်ဒီနေ့လေဂျပန်ဖျားเจ้าမှာအမေစုအမြန်ဆုံးလုံမြောက်ဖို့အတွက်တွားပြီးတော့မှဆုတောင်းခဲ့ပါတယ် အမေစုရဲ့မွေးနေ့ချဲလက်အနေနဲ့ရတော့ကိုလွန်နိုင်ကြလောက်တော့လုပ်ခဲ့လိုက်ပါတယ်အဲဒီနေ့ရတော့ခြေလမ်းပေါင်း8000လမ်းလျှောက်ခဲ့တယ်အဲ80မိနစ်ကျင်စောခဲ့တယ်တခါမှမလုပ်ဘူးတဲ့ plan ကိုတော့80စက္ကန့်လုပ်ခဲ့ပါတယ်အမေစုမွေးနေ့ campaign အတွက်လည်း nomadic sign page အနေနဲ့တနိုင်ကြလောက်တော့ပါဝင်ကူညီခဲ့ပါတယ်နောက်ဆုံးအနေနဲ့ဒီနှစ်ခုပါပဲအမေစုကိုနေကောင်းချမ်းသာစေချင်ပါတယ်အမြန်ဆုံးလွန်မြောက်စေချင်ပါတယ်